တရားဘာကြောင့်အာထုတ်တာတုံးလို့မေးရင်နေတတ်ဖို့မသေးခင်လေးမှာချမ်းချမ်းသာသာငြိမ်ငြိမ်အေးအေးလေးနေတတ်ဖို့ဘလို့နေတာတုံးဆိုတရားအထုတ်တယ်ဆိုတာလွယ်လွယ်လေးပြောရရင်ပြစ္ဆုတ်ပံမှာနေတာဟုတ်တယ်မဟုတ်လားဖြစ်ခဲ့ပြီးသားကိုအတိအမှတ်ပြုတ်ပြီးတော့လေ့ကျင့်ပြီးတော့နေတာမဟုတ်မဖြစ်သေးတာကိုရှောက်တွေးပြီးတော့ကြံပြီးတော့နေတာလည်းမဟုတ်အခုဖြစ်နေတာကိုအခုသိပြီးတော့နေတဲ့အလေ့ကျင့်ကိုလေ့ကျင့်တာဟုတ်တယ်မဟုတ်လား ဝင်လေထွက်လေလေးမှတ်တယ်ဆိုရင်ဝင်လေထွက်လေအခုဝင်ထွက်နေအခုထိနေတာကိုအခုသိဖို့ကြိုးစားတာအခုအတန်ကြားတယ်အဲ့ဒီဖြစ်မှုကိုအခုသိအောင်ကြိုးစားတာအခုတွေးတာကိုအခုသိအောင်ကြိုးစားတာအခုဆင်းရဲတာအခုချမ်းသာတာကိုအခုသိအောင်ကြိုးစားတာဟုတ်နော်ဘလို့ပြစ္ဆုတ်ပံလေးမှာနေလိုက်တဲ့အခါကျတော့ဘာဖြစ်နေသလဲဆိုတာကိုသူကဒဇဒဇနဲ့သိလာတယ်အဲ့ဒီအသိကိုဘာလို့ခေါ်တော့ဝိဇ္ဇာအသိနဲ့နေတာအဲ့လိုအသိရှိတဲ့အတွက်ကြောင့် မမောเสียအိဋ္ဌာယုံနဲ့တွေ့တဲ့ခါကာလမျိုးမှာဘုံတို့ရဲ့စိတ်ကိုຢာကားဆိုတဲ့လောဘဆိုတဲ့မိဟာမလောင်နိုင်အနိဋ္ဌာယုံနဲ့တွေ့တဲ့ခါမှာဒေါသဆိုတဲ့မိဟာမလောင်နိုင်ဘူးတဘောမှာဘုံတို့တွေကပညာတရားအတိတရားကိုအခြေခံပြီးတော့အလောဘအဒေါသနဲ့နေဖို့ကြိုးစားတာဟုတ်တယ်မဟုတ်လားပစ္စုပန်ဖြစ်နေတာတိုင်းကိုတိလိုက်တိုင်းတိလိုက်တိုင်းမှာဘုံတို့ရဲ့တန်တန်မှာအမောဟဆိုတဲ့အတိညာဝိဇ္ဇာရဲ့ အလောဘဆိုတဲ့လွန်မြင့်မြတ်တဲ့မလိုချင်တဲ့သဘောရဲ့အဒေါသလို့ဆိုတဲ့နော်ဒေါသမဖြစ်တဲ့သဘောရဲ့အလွန်မှမွန်မြတ်တဲ့နော်ဟိတ်သုံးပါခေါ်တော့နော်ကုသိုလ်တို့ရဲ့မူလလို့သုံးအလောဘအဒေါသအမောဟဒီတရားတွေ ਨੇ နေတာအလွန်နေတဲ့အခါကျတော့စိတ်ကအလွန်မှအေးချမ်းတယ်တီးကြီးတယ်ငြိမ်သက်တယ်တော့တရားဘာကြောင့်အထုတ်တာတုံးဆိုရင်အစစ်နှိမ့်တဲ့နေခြင်းမျိုးနဲ့နေရတာ အဆင်မပြေဘူးလို့နားလေပြီးတော့အဆင်မြင့်တဲ့နေခြင်းမျိုးနဲ့နေဖို့လေ့ကျင့်တာအနှစ်ချုပ်ပြောမယ်ဆိုရင်တော့ဘာလဲအနေတက်ဖို့ကြိုးစားတာအဲ့ဒါမှနေတတ်တယ်ခေါ်တာအဲ့ဒါကျွတ်တော့ဒီနေနီးနဲ့နေတဲ့အောင်ကျွမ်းကျင်အောင်မလေ့ကျင့်တဲ့အခါကျတော့နေနေလေးပြင်းထန်တဲ့အနှိဋ္ဌာယုံလေးတွေ့ရင်ဘာဖြစ်လာပြီးတော့ဒေါသဒေါသဘယ်အဆင့်ထိရောက်တောကအဆင့်ထိရောက်မယ်ပို့ပြီးတော့စိုးမယ်ဆိုရင် ပရိဒေဝအဆင့်ထိရောက်သွား စိုးရိမ်မယ်မိုးမယ်အဲ့ဒီကြတော့မှအော်ငါမနေတတ်ပါလားလို့သိမှာနော်သူ့အရင်ဒေါသမီးအပျော်လေးတွေလောင်နေတဲ့အခါမှာတော့ကိုကိုကိုမနေတတ်လို့မနေတတ်မှလည်းမသိဘူးနေသာထိုင်သာရှိသူကဟုတ်လားငွေ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 အဖျားလေးလောက်ပေါ့သူကတခါလေးဖျားနေရတာတော့အရာလာရှိတယ်လို့ဟုတ်လားအာအဖျားတရသုံးတရလေးရောက်ပြီဆိုတော့မှအဖြေခဲ့ပါအမေခဲ့ပါဖြစ်သူကပေါ့လာဖုန်းပြောတာဒါကြောင့်ဘာကြောင့်တရားအထုတ်တာတုံးလို့မေးရင်အနေတတ်ဖို့ နောက်တတ်တခွန်းကြံသေးရနော်ဘာလဲတော့အသေးတက်ဖို့ဟာဒါလည်းပဲဘုံဘုံတို့မမြင်လို့မရဘူးမသိလို့မရဘူးမတွေးလို့မရတေချာပေါက်တွေ့မှပျက်စီးခြင်းတရားကြီးကဘုံဘုံလိုရင်းမယ်တန့်နေအောင်ပြောလိုက်မယ်ဒီတိုင်းသာနေသေးခြင်းတရားနဲ့တွေ့ရင်အဆင်မပြေနိုင်သေးဘူးဘုရားကိုလျှောက်ထင်းမနေနဲ့မပြေသေးဘူးဟုတ်လားအဲ့လို့ဆိုရင်တေမာလဲတေချာတယ်အဆင်မပြေမှလဲတေချာတယ်ကျတို့အဆင်ပြေအောင်ကျတင်ပြင်ဆင်ဖို့ အရေးကြီးဘူးလားအရေးကြီးတယ်အဲ့တော့စောစောက နေတတ်ဖို့ဆိုတဲ့နေနီးလေးကအလွန်မြင့်မြတ်တယ်အဲ့ဒီနီးလေးနဲ့နေတဲ့အလေးကျင့်ကိုလေ့ကျင့်နေမယ်ဆိုရင်တေဂာနီးမှာအလိုလိုတည်တတ်သွားလိမ့်မယ်တနည်းအားဖြင့်တည်တတ်တဲ့အရည်အသွေးကို အလိုလိုရတယ်တည်တတ်ဖို့ကတေဂာနီးကြမှာကတ်လေ့ကျင့်လို့မရဘူးတည်ခြင်းတရားဆိုတာဘဝမှာအလွန်ရေးကြီးတယ်ဘာဖြစ်လို့တုံးဆိုတော့ သေးကလေးစိတ်အနေထားလေးပေါ်မှာအခြေခံပြီးတော့သေပြီးတဲ့နောက်ဒုတိယဘဝဘလို့ဘဝမျိုးကိုရမှလဲဆိုတာအဖြေထွက်သွားတာအဲ့ဒါကြောင့်အရေးကြီးတယ်ပြောတာသေကလေးကောင်းတဲ့စိတ်နဲ့သင်ရင်ကောင်းတဲ့ဘဝရောက်ဆိုးတဲ့စိတ်နဲ့သင်ရင်ဆိုးတဲ့ဘဝရောက်ဟုတ်ပြီနော်အဲ့လို့ဆိုရင်သေကလေးမှာကောင်းတဲ့စိတ်ကလေးနဲ့သင်နိုင်မှုကျွတ်တို့ဘလို့လုံးမလို့မသေးခင်မှာကောင်းတဲ့စိတ်ကလေးတွေကြီးအဖြစ်များအောင်လေ့ကျင့်နေဖို့ကလွယ်လို့တခြားနေမရှိဘူး အဲ့ဒါအထီအောင်ဆုံးနေပဲတေးရေးကိုကြောက်ကြရတယ်စိုးရိမ်တယ်ဆိုလို့ရှိရင်နေရေးကိုအဆင်မြင့်မြင့်နေတဲ့နေနဲ့နေတတ်ဖို့လေ့ကျင့်နေဖို့လိုအပ်တယ်ဒါပဲဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့အနေတတ်အောင်ကြိုးစားနေခြင်းဒီပင်လေအသေးတတ်အောင်လည်းကြိုးစားရရောက်တယ်မသေးခင်မှာအဖြစ်များတဲ့စိတ်တွေနဲ့ပဲတေဃာနီးမှာ ဖြစ်သွားဖို့တေးသွားဖို့အလားအလာကအဲ့ဒါလိုသွားနေတာနော်သဘောပေါက်ဖို့လိုတယ်ဟုတ်လား ်သေကန်ဒီစိတ်လေးအရေးကြီးတယ်ဆိုတာကိုလူတိုင်းလက်ခံဟုတ်လားအဲ့လိုဆိုရင် သေကန်ဒီစိတ်ကလေးကောင်းကျင်တယ်မစိုးကျင်ဘူးဆိုရင်ဘုံဘုံတို့အခုကသလှမ်းပြီးတော့အဲ့ဒီအနာဂတ်ကြီးကိုလှမ်းပြင်လို့ရတဲ့ကိစ္စမှမဟုတ်တာပြီးတော့သေကန်ဒီကျမ်းမှာသေပေါက်သေဝါရောက်ပြီးဆိုတော့မှဟဲ့ကောင်းတဲ့စိတ်ကလေးဖြစ်ချင်းလှပါကြီးရဲ့ဆိုလို့လည်းပဲအခုရေတွင်တူအခုရေကြီးတောက်လို့ဖြစ်တဲ့ကိစ္စမဟုတ်အဲ့တော့ဘလို့လောက်ရမှာတော့မသေးခင်တည်းကစပြီးတော့နော်အလွန်မြင့်မြတ်တဲ့နေနီးကလေးနဲ့ကောင်းမွန်တဲ့စိတ်ကလေးတွေဖြစ်အောင်ဘုံဘုံတို့လေ့ကျင့် ဒီတိုင်းသာနေလို့ကတော့စိတ်ကမကောင်းတဲ့စိတ်တွေကြီးဖြစ်နေတာပဲဟုတ်လားဒါကြောင့်မို့လို့တရားပါကြောင့်အာထုတ်လေလို့မေးရင်အနေတက်ဖို့အသေးတက်ဖို့ဒါလေးကိုဥစွာပြောပါလေဟုတ်လားအလေးကိုစွဲလဲစွဲသိခြင်းတကူလုတ်တဲ့အလုပ်ဟာဩဘလောက်ကောင်းတော့ပြစ္ဆုတ်ပံမှာလည်းပဲချမ်းသာဖို့ငြိမ်အေးဖို့เนาะကြိုးစားတာเนาะတန်တရားမှာလည်းပဲကောင်းကောင်းမွန်မွန်ဘဝကိုရဖို့အတွက် ကောင်းမွန်တဲ့သေခြင်းမျိုးနဲ့သေနိုင်ဖို့အတွက်ဘဝရဲ့အကြောင်းကိုနားလေတဲ့သိတဲ့ဉာဏ်ပညာတို့ဖြင့်ဒီကံဒီအခါကာလမှာငြိမ်ငြိမ်အေးအေးချမ်းချမ်းသာသာတည်တည်ငြိမ်ငြိမ်အစဉ်အတိုင်းရှိရှိသေနိုင်ဖို့ခုရေအဆတ်ကိုဟာကြိုတင်ပြီးတော့လေ့ကျင့်နေတာဆိုဒီအလုံးလောက်တန်ဖိုးရှိတဲ့အလုံးဒီအလုံးလောက်အဓိပ္ပာယ်ရှိတဲ့အလုံးလောကမှာရှိနိုင်မလားမရှိနိုင်။ဒါအခြေခံကြကြဘုံဘုံကပြောပါတယ်ဟုတ်လား